လက်ရွှဲပေါ်ရီဗီရာရဲ့အတွက်ဆိုလို့ရှင်လေတက်စရုံဘူစတာအနေနဲ့ကျွန်တော်တို့သုံးလို့ရသလို PE တွေယူစားတဲ့အနေနဲ့လည်း cycle တစ်ခုပြီးတဲ့ခါမှာ post cycle therapy အနေနဲ့ the journey long but the mighty steady strong with unity in, in every fight they push forward chasing the light training မစခင်ဒီဟာလေးတစ်ဆုပ်တော့ဘာဒီတွေးတိုးသမားတွေဘာညာရှိတယ်စီးကျူးသမားတွေဘာညာရှိတယ်ဆိုတော့ဆရာဝန်နဲ့တိုင်ပင်ပြီးတောက်ပါဗျာဟိုကိုတွေ့ရတဲ့ဟာတစ်ခုကိုကျွန်တော်က sharing လုပ်ပေးတဲ့သဘောပဲရှိတာ pre-workout အနေနဲ့တောက်တာပေါ့ဒီဟာကိုဒီတိုင်းတောက်လို့ရကျွန်တော်တော့ဒီတိုင်းတောက်လို့ရတဲ့ဟာကိုဒီတိုင်းမတောက်ဘူးကျွန်တော်ကဘယ်လိုရေနဲ့ရောပြီးတော့တောက်မှာပြောထားတယ်ဒီဟာနဲ့ပတ်သက်ပြီးတော့ Come on, never tires, beneath the sun's blazing fire, dreams rise higher and higher. him in the head, straight in the soul. Burn his copper hearts of gold, unbreakable bone. We fight in pain, they never fall. Break by break, they build it all. Every scar, a story told. Hello, my name is ဒီနေ့ကတော့ကျွန်တော် show running and training လုပ်တဲ့နေ့ပါเนาะ training လုပ်ပြီးတဲ့အခါမှာဒီနေ့ကကျွန်တော်ဘာကို sharing လုပ်ချင်တာလဲဆိုတော့ကျွန်တော် natural testosterone booster တွေကကျွန်တော်တို့ရဲ့ body builder တွေအတွက်အရန်အရေးပါတယ်အဲ့တော့ ကျွန်တော်တို့ Bolivia တွေမှာဆိုတာ stamina ကောင်းပြီးတော့ performance ကောင်းရမယ်ပြီးလို့ရှိရင် muscle တွေကိုကျွန်တော်တို့ပျက်စီးသွားတဲ့ muscle တွေကိုပြန်လည်တည်ဆောက်နိုင်ဖို့အတွက် muscle recovery ကောင်းကောင်းမြန်ရမယ်နောက်တစ်ခုက focus ပေါ့ mental alignment control ရှိရမယ် so focus ထားနိုင်မှဒီပေါ်မှာအယုံစူးဆိုင်မှုကောင်းနိုင်မှလာရင်ကျွန်တော်တို့က mind muscle connection ရပြီးတော့ဒီ muscle တွေကိုကောင်းကောင်းလေ့ကျင့်ရလုပ်နိုင်မှ form man နဲ့ patient industry တွေတိုးနိုင်မှဖြစ်တယ်ပေါ့အဲ့တော့ကျွန်တော်တို့ဒီမှာပေါ့နော်အဲစီးပွားတွေ supplement တွေအများကြီးရှိတယ်ဒီရှားတဲ့အမှာကျွန်တော်တို့က supplement တွေမှာဒီ natural Fed Hub တွေမှာထုတ်ထားတဲ့ဟာမှာဆိုလို့ရှိရင်အဲတိုင်းရင်းစေးတွေပါဒီမြန်မာတိုင်းရင်းစေးတွေလည်းရှိတယ်တခြားနိုင်ငံခြားတိုင်းရင်းစေးတွေလည်းရှိတယ်ဒီထဲမှာမှာကျွန်တော်တခုတလောမှာကျွန်တော်တွားပြီးတော့လေ့လာပြတဲ့ဟာကဂျင်ဆင်းပေါ့ကိုရီးယားဂျင်ဆင်းကိုကျွန်တော်လေ့လာပြတယ်အဲ့တော့ဂျင်ဆင်းကကျွန်တော်တို့ body weight တွေအတွက်ဘယ်လိုမျိုးတွေအသုံးဝင်လဲဆိုတဲ့အကြောင်းကိုကျွန်တော်ဒီနေ့ sharing လုပ်ပေးသွားမယ်ဒီပြိုင်ပွဲဝင်နေတဲ့ကစားသမားတွေပေါ့ natural body weight တွေအတွက်ဆိုလို့ရှိရင်လည်း testosterone booster အနေနဲ့ကျွန်တော်တို့သုံးလို့ရသလို PED user တွေအနေနဲ့လည်း cycle တစ်ခုပြီးတဲ့အခါမှာ post cycle therapy အနေနဲ့ natural hormone ပြန်ထွက်အောင်လုပ်တဲ့အခါမှာ ကျွန်တော်တို့ဒီ Korea Regency ကတုံးလို့ရတယ်ဆိုတော့ကျွန်တော်တွေ့ရှိရတယ်။ဆိုတော့အဲ့ဟာလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီနေ့ sharing လုပ်သွားပြီ။ Korea Regency က ဘယ်နေရာတွေမှာအသုံးဝင်တဲ့ပိုရီဗီရာကြီးပဲ။များသောအားဖြင့်ဂျင်ဆင်းဆိုလို့ရှိရင်ကျွန်တော်တို့တော်တော်များများသောအာဒီအားစီတွေမှာကျွန်တော်တွေ့ရတာရှိတယ်ဗျ။ဂျင်ဆင်းအားစီပါနဲ့စသဖြင့်ပေါ့နော်။ဂျင်ဆင်းအမြင့်ဆေးဘက်ဝင်တဲ့ချွေဘယ်လိုလဲရင်တွေးတဲ့ထက်တောက်ကြတာမသိမြင်ဘူးလေ။အဲ့တော့ဒါဟာပိုရီဗီရာတွေဘယ်လိုအသုံးဝင်လဲ။ပထမဆုံးတစ်ချက်အနေနဲ့တက်စတိုရုန်းဆပ်ပอร์ตပေးရတယ်။တက်စတိုရုန်းဆပ်ပอร์ตပေးရဆိုတော့ဟော်မုန်းဘယ်လန့်ပေါ့။အာကျွန်တော်တို့ natural ပိုရီဗီရာတွေအတွက်လည်းတက်စတိုရုန်း boost ဖြစ်အောင်တုံးလို့ရတယ်။နောက်တစ်ခုကကျွန်တော် PD user တွေအနေနဲ့လည်း full cycle therapy မှာကြာလို့ရှိရင်အာဒီဟာ ကိုဟော်မုန်း natural ပြန်ထွက်နိုင်ဖို့အတွက်ကို support ပေးတဲ့နေရာမှာတုံးလို့ရတယ်နောက်တစ်ခုက endurance performance ပိုကောင်းသေးတယ်သူကတက်လုံကောင်းသေးတယ်အမောခံနိုင်သေးတယ်ဆိုရဲသဘောတရားရှိတယ်ကျော် body weight တွေအတွက်ကတော့လေ့ကျင့်ခန်းလုပ်တဲ့နေရာမှာအသုံးဝင်တာပေါ့ဗျာသုံးပါပေါ့ဒီတက်လုံကောင်းတဲ့ performance test တွေဆိုကြံတဲ့ဒီတာမန်လူတွေတောက်မယ်ဆိုလို့ရှိရင်တချို့နေရာတွေမှာတက်လုံပိုကောင်းပြီးအမောခံနေတာတွေရှိမှာပေါ့နော်ဒါကတော့ဒါတမျိုးပေါ့နောက်တစ်ခုကကျတော့ recovery muscle recovery ကျွန်တော်ပျက်စီးသွားတဲ့ muscle တွေကိုပြန်လည်တည်ဆောက်တဲ့အခါမှာသူကပြပြပြောင်းပြောင်းနဲ့ muscle recovery ဖြစ်စေတယ်ဆိုတော့ကျွန်တော်တွေ့ရတယ် cortisol ဆိုရင်ခေါ်တဲ့ဒီ stress hormone ပေါ့ stress hormone ကို reduce short ချပေးတဲ့အထက်မှာပါအဲ့တော့ testosterone တက်စီတဲ့ performance ကောင်းစေတယ် muscle recovery ကောင်းစေပြီးတော့ stress relief ဖြစ်စေတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ Korean ginseng မှာတွေ့ရတယ်နော်အဲ့နောက်တစ်ခုကအဲ့ဒီ Korean ginger ginseng နဲ့ရောပြီးပေါင်းထုတ်ထားတဲ့ gastroenteritis allergy ဆိုတာတစ်ခုရှိတယ်အဲ့ကောင်ကလည်း save ဝင်အပင်တစ်ခုပဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံမှာဆိုတဲ့အပင်လေးရှိတာပေါ့ဥမာကျွန်တော်တို့ဆိုမစ်တက်စတေတို့ဘာလို့တောက်တောက်ရတယ်ဒါဆိုဆူလီဘင်းတို့ဘာလို့ထုတ်တာလားမသိဘူးဒါမျိုးတွေရှိကြတယ်အဲအတွက်အဲနောက်ပြီးလို့ရှိရင် tummy capsule လို့ဟာမျိုးတွေဆိုလို့ရှိရင်ဆက်နွေးအတွက် ဆန်ရင်းရထုတ်ထားတဲ့ဟာတွေဒါတွေကိုကျွန်တော်တို့ကအာဒီဟိုရောင်ရမ်းမှုတွေတတားစီအောင်ပြီးရင်ဥလန်းချောင်းတွေဆိုင်တွေအတွက်ကျွန်တော်တောက်ခါကြည့်ဒီသဘောတရားပဲ Korea Regency နဲ့ကျွန်တော် Gastro ရအလာကြဆိုရဲနှစ်ခုပေါင်းပြီးတော့ထုတ်ထားရတာရှိတယ်။အဲ့တော့အင်္ဂလိပ်လိုပြောတဲ့အခါမှာကျတော့ကျွန်တော်ကဒါဟာအင်္ဂလိပ်ဆေးလိုနေမဟုတ်ဘူးသူက Korea တိုင်းရင်းဆေးတစ်ခုလို့ပြောတယ်။အဲ့တော့ Gastro ရအလာကြဆိုတော့ဘာလဲဆိုတော့ကျွန်တော်ဆက်ပြင်ပြပေးသွားမယ်။ ီအပင်ကဘလို့အသုံးဝင်တာလဲဆိုတော့ဒီ CNS ပေါ့ central nervous system လို့ခေါ်တယ်ဒီကျွန်တော်တို့အာယုံကြောကို support ပေးတာအာယုံကြောအဲ့လိုရောင်တာတွေအာယုံကြောအားနေတဲ့အပိုင်းတွေမှာဆိုဒီကောင်သုံးလို့ရတယ်အာယုံကြောအကောင်းစီတယ်လို့ကျွန်တော်တို့မြန်မာလိုရှင်းရှင်းလင်းလင်းပြောလို့ရတယ်ပေါ့နော်အဲ့ဒါတွေက body barrier အတွက်ဘလို့အသုံးဝင်လဲဆိုတော့ကျွန်တော်တို့အလေးအများကြီးနေသုံးတဲ့အခါမှာဒီကောင်အသုံးဝင်လာလိမ့်မယ်နောက်တစ်ခုက brain focus brain focus ကမတက်အလားကောင်းတယ် brain focus ကောင်းတာဖြစ်တဲ့အတွက်ကျွန်တော်က muscle control ကောင်းကောင်းပုံပြီးလုပ်နိုင်တဲ့အခါမှာအာ concentration ပိုကောင်းတယ်။ muscle ကိုညှင်းအားကောင်းကောင်းနဲ့ focus ကောင်းကောင်းထားနိုင်တယ်ပေါ့နော်။နောက်တစ်ခုကကြတော့ဒီ anti inflammatory effect ရှိတယ်။သူကသူကဘာလဲဆိုတော့ရောင်ရမ်းမှုကိုတက်တာစေတာ။စသဖြင့်ဆိုတော့ကျွန်တော်က၄ချိန်ခံလုပ်တဲ့အခါမှာ muscle တွေကပျက်စီးသွားတယ်၊ရောင်ရမ်းသွားတဲ့ဟာကိုပြန်ပြီး recovery ဖြစ်အောင်သူက မြန်စီတဲ့ effect တခုရှိတယ်เนาะအဲ့ဒါပြီးတော့နောက်ဆုံး effect တခုကဘာတခုထပ်ပါသေးလဲဆိုတော့ blood circulation ပေါ့ twist လေပတ်မှု twist ဆင်းဆင်းမှုပိုကောင်းစေတာဖြစ်တဲ့အတွက်ကျွန်တော်တော်တော်လေးလေးဖက်ဖက်လက်လက်နဲ့ကျွန်တော်တို့က leaching gun လုပ်တဲ့အခါမှာကောင်းကောင်းကြီး recovery ကောင်းကောင်းနဲ့အထောက်အကူပြုနိုင်ပါလိမ့်မယ်ဒါဆိုလို့ရှိရင် Korea Red Ginseng နဲ့ Desoria Elder တို့ဒီနှစ်ခုကိုကျွန်တော်တို့ဘယ်နေရာတွေမှာသုံးလို့ရတယ်ဘယ်နေရာတွေမှာသုံးလို့ရလဲဆိုလို့ရှိရင် pre workout ကို post workout ကိုကျွန်တော်တုံးလို့ရတယ် pre workout မှာတောင်းမယ်ဆိုလို့ရှိရင်ကျွန်တော်လေ့ကျင့်ခန်းလုပ်တဲ့အရာမှာပို့ပြီးတော့အထောက်အကူပြုလိမ့်မယ် post workout မှာတုံးမယ်ဆိုလို့ရှိရင် muscle recovery ပြန်ဖြစ်တဲ့နေရာမှာအသုံး ဝင်လိမ့်မယ်ဆိုတော့ကျွန်တော်တို့ကအဲဒီဟာတွေကိုဘယ်လောက်ပမာဏတောက်ရမှာလဲဆိုတော့ Korea Regent စင်းကတော့ကျွန်တော်900ကနေ1100 mg လောက်ထိတောက်လို့ရတယ်လို့တော့စာမှာဖတ်ဘူးလေလေ့လာရတယ်နောက်တစ်ခုက Gastroia Letter ဆိုတဲ့အပင်ကတော့ဒီ300နေ900ကြားပေါ့နော်အဲ့ဒီ mg လောက်ကိုတောက်လို့ရတယ်လို့ကြားဘူးလေဆိုတော့အဲ့ဒီဟာတွေကိုကျွန်တော်ဘယ်မှာသွားရှာမှာလဲ အဲ့ကိုရီးယားရက်ဂျင်ဆင်းတော့အမြင့်တွေကိုထောင်းရမှာလားဒီကက်ဆူရီယားလေတာဆိုအပင်တွေကိုအရွက်တွေကိုအပွင့်တွေကိုသွားခူးရမှာလားဆိုတဲ့ဟာတခုရှိတယ်အဲ့ကျွန်တော်ကဒီနေ့ဗီဒီယိုကလုတ်ဖြစ်သွားတဲ့ဟာကကျွန်တော်လက်ဆောင်ရတာတခုရှိတယ်ကိုရီးယားရက်ဂျင်ဆင်းဆိုတဲ့အာလက်ဆောင်ရဒီကောင်ကိုကျွန်တော်ကစမ်းကြည့်ရပါဒီကောင်ဆိုင်ကြီးရတော့အော်ဒီကောင်လက်ဆောင်ရလို့တောက်ကြည့်ခြင်းနဲ့ကျွန်တော်ဒီဘလော့လေးကိုကျွန်တော်လုတ်ပေးပြတာ။ဘာလို့အကြံရသွားလို့လေ။ဘာလို့ PCD လုံးမဲ့ PCD တမားတွေအတွက်စောင်ရမ်းသုံးဝင်နေပြီးရင် body beta တွေ natural ဟိုဘာဖြစ်မဲ့လူတွေအတွက်လည်းကျွန်တော်တို့အဆင်ပြေတယ်ဗျာကျွန်တော်ဆိုအခုဟိုဒီ testosterone boost ပြအောင်ဇာမေတွေတောက်ခါတွေရှိတယ်အဲပြီးလို့ရှိရင်ကျွန်တော် testosterone booster တွေရှိတယ်ကွာအများကြီးပဲရှိတယ်အဲ့ဒီထဲပေါ်မှာဒီ Korea Vegetation က အာကျွန်တော်တို့ဘိုလီဗီးယားကြီးလည်းတောက်လို့ရတယ်အပြင်လူတွေလည်းတောက်လို့ရတယ်ဒီထဲမှာပါရမီလီဂရမ်ကသူကအာကိုရီးယားရက်ဂျင်စင်းက300မီလီဂရမ်နဲ့ကက်ရှိုရီယာအလက်တာ300မီလီဂရမ်ဆိုပြီးတော့ပါတယ်ဒီလိုမျိုးဆန်ကားမီလီလီတာအထုပ်လေးတွေရှိတယ်သူ့ကိုဖရီဝါကောင်မှလည်းတောက်လို့ရတယ်ကိုစ်ဝါကောင်မှလည်းတောက်လို့ရတယ်အဲ့တော့ natural အပင်တွေကလည်း natural hub တွေကနေပြီးတော့တဘာဝဆေးဘက်ဝင်အပင်တွေကနေထုတ်ထားတာဖြစ်တဲ့အတွက် စိတ်ချရတယ်ပြီးတော့မြန်မာပြည်မှာလည်းဝယ်လို့ရတဲ့နေရာတော့လိုက်ရှာကြည့်ပေါ့ဗျကိုပေါ့ကိုဟိုကိုရီးယား red jersey ဆိုပြီးလိုက်ရှာပြီးဝယ်ကြည့်ဒါတော့ကျွန်တော်လက်ဆောင်ရထားလို့ဒီနေ့လာပြောတာအတော့အထဲမှာလည်းအညွှန်းနေပါသေးတော့ပါတယ်ဗျမြန်မာလိုပါတယ်မြန်မာမြန်မာလိုတွေပါတာရှိတယ်ဒီအကြောင်းတွေတော့ဆက်မပြောတော့နှုတ်လို့ရှိရင်ကြောင်ညာလိုကြီးဖြစ်နေမှာဆိုတော့เนาะအဲ့တော့ကျွန်တော်ဒီနေ့လာပြောပြီးသွားတာကအာကျွန်တော်တို့ body beta တွေအနေနဲ့ဒီကောင်တွေကို uh natural အနေနဲ့တုံးလို့ရတယ်ဆိုတဲ့ဟာကိုကျွန်တော်လာပြောပေးတာအာအလုံးမကျေစုတင်ပါတယ်နေစနစ်မှန်မှန်ကန်ကန်နဲ့ supplement မှန်မှန်ကန်ကန်နဲ့ training diet မှန်မှန်ကန်ကန်နဲ့တိုးတက်နိုင်ကြပါစေပြန်ပွင့်ကစားသမားတွေလည်းဒီချက်ပုံကြီးအများကြီးတိုးတက်ကြပါစေကျွန်တော်လည်းဒီချက်ပုံကြီးတိုးတက်ပြီးဒီချက်ပုံကြီး sharing လုပ်နိုင်အောင်ကြိုးစားတော့ပါအောင်အလုံးကျေစုတင်ပါတယ်ဘိုင်ဘိုင်